ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Boost Store Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူ အက္ခစော်ရေးသားထားတဲ့ဆုံးတီးဥပဒါနဲ့စုံမျိုးတရားမောင်းမဲစာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရရှင်။ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနောက် Notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။တုံးတဲ့ဥပဒါလေးအဲ့ဒီရတဲ့ကြီးစီထွက်လာခဲ့ကြတာပေါ့။ ဦးပေါ့သာကတော့လွယ်ဤအစုံကြီးကိုဆက်လွယ်တိုင်းလွယ်ထားပြီးတော့ကျုပ်ကလည်းအဖေရဲ့လက်ဆွဲတော်ငှက်ကြီးတောင်ဓာကြီးကိုကင်လို့ပေါ့ဗျာကျုပ်တို့လည်းရွာလန်းအတိုင်းရှောက်နေကြာမှဆိုးတာနဲ့ရိုးချောင်းလေးကိုဖြတ်ပြီးတာနဲ့ကွေးနဲ့ရဖြတ်လာတာပေါ့အနောက်ဘက်ဒေါ်ဒန်နှစ်လန်းသွားလို့ရတယ်ဗျတလန်းကတော့ရွာကနေထွက်ပြီးတော့ရွာကနေနည်းနည်းဝေးသွားမှဒေါ်ဒန်နဲ့ကိုဖြတ်ဝန်းတာပေါ့ဗျာဒီလန်းကတော့ခကြီးပိုဝေးတယ်ဆိုပေမဲ့အဲ့ဒီလန်းလုံးစုံနေဗျနောက်တလန်းကတော့ရိုးချောင်းကိုဖြတ်ပြီးတာနဲ့ဖုံးဆိုးတော်ကြီးတွေကနေသွားတာပဲဗျာ ဲ့ဒီလိုသွားရင်တရေအရန်ချမ်းနဲ့လူစားတဲ့ရေရင်းကြီးအနောက်ဖြတ်သွားတယ်။ပြီးတော့ဖက်လေးရွာဟောင်းကိုဖြတ်ရသေးတယ်။ပြီးတော့မှအနောက်ဘက်တောတန်းကိုရောက်တာပေါ့ဗျာ။ဥပဒါဖုံးစိုးတော်ကိုဖြတ်တော့ကျုပ်ပြစ်စိတ်ထဲထင်နေသေးတယ်။ဘာလို့လဲဆိုတော့ဖြတ်ရမယ့်နေရာတွေကလည်းတကယ့်နေရာချမ်းကြီးတွေမဟုတ်လား။လူစားတဲ့ရေတွင်းရဲ့နောက်ပြီးတော့ဖက်လေးရွာဟောင်းဆိုတာကလည်းကြောက်ရောဂါတွေဖြစ်ပြီးတည်ထားတဲ့သူတွေမှမနှဲတာပဲ။ဖုံးစိုးတော်ဆိုတာကတော့ဘာအပင်မှတိတ်မပေါက်တဲ့ကွေးမြင့်ကြီးပြ အပင်ကြီးကြီးမားမားဆိုလို့ဘာမှမရှိတာဒါပေမဲ့မိုးရင်ဆိုတော့မြန်ရိုင်းနေရဲ့မြေကြီးမှာကပ်ပေါက်တဲ့ထိကယုံလို့စူးဝင်နေပဲရှိတာဗျဥပဒါအရှိရနေခက်မြန်မြန်သွားတာဆိုတော့ကျုပ်ကလည်းသူ့ကိုမိအောင်လိုက်ရတာပေါ့ခြေထောက်တေးဆိုရင်လဲစူးတွေချစ်လို့ပြက်ရှာရတဲ့တော့မနေဘူးပြုတ်ဥပဒါကတော့ဇောနဲ့မလားမသိခါတိုင်းတက်ပူမြန်နေဗျအဲ့ဒီမောင်မဲစာဆိုတာဘာလဲဥပဒါအတော်ဆွမ်းတဲ့အောင်လန်းလေးတစ်ခုပေါ့ကွာဒိုးဆုံးအခေါ်ကောက်သေးကောက်လို့လဲခေါ်တယ် တည်သွားတဲ့အစုံတွေရဲ့အယိုးတွေကိုတူးပြီးတော့စုံတွေမှာကြံခဲ့တဲ့အစွမ်းတွေစုပေါင်းပြီးအစီရင်လုပ်တာပေါ့ကွာဒါဆိုအရင်တော့ဖက်လက်ရွာမှာစုံတော်တော်များများရှိခဲ့လို့လားရှိပါတကောကွာခုတောင်ရွာထဲမှာစုံဆိုပေမဲ့စုံလို့ဝန်မခံမဲပညာတွေရှုထားပြီးတော့တာမန်လူတွေလိုပဲနေတဲ့သူတွေရှိတာပဲအဲ့ဒီလိုလူတွေတည်သွားတဲ့ခါကျရင်တော့တာမန်လူဆိုပြီးတော့မြေးမြုပ်လိုက်တာပေါ့ပုံမှန်အရတော့စုံတည်ရင်ပညာပြတ်တယ်ဆိုပေမဲ့တချို့အယူအဆကြတော့စုံတည်ပေမဲ့အယိုးတွေချင်းစီတွေ တွားရီထဲမှာဆုံးရဲ့အစွမ်းတွေခိုအောင်နေတတ်တယ်လို့ယုံကြည်ကြရတယ်ကွ။ဥပဒါအမေတော်ပြင်းကြီးရဲ့အယိုးကိုများလာပြီးတူးတာလား။ဥပဒါခေါင်းခါရဲဗျ။မဟုတ်ဘူးကွ။ငါ့အမေတေတုံးကလောင်ပြီးကြပြီးတေတာ။ဒီတော့အယိုးတော့ကြံမှာမဟုတ်ဘူး။သူလာရှာတာတခြားဆုံးနေဖြစ်မှာ။ကျုပ်တို့စကားပြောနေရင်ရေရင်းပြက်ကြီးနာကိုရောက်ခဲ့တယ်။အဲ့ဒီရေရင်းကြီးကိုလှမ်းတွေ့တာနဲ့ကျုပ်လဲချက်သိန်းတွေတပြန်းပြန်းထလာတာပဲ။ဥပဒါပါလို့လားတော့မသိပါဘူး။ဘာမှမဖြစ်ဘူးဗျ။ဒါနဲ့ကျုပ်တို့ဖက်လိုက်ရွာကိုဖြတ်ခဲ့တယ်။ ရွာဆိုပေမဲ့အိမ်တိုင်ငုတ်တွေတော့ပဲကြံတော့တာ။ခြုံနေတစ်ပင်နေဖုံပြီးတောကြီးလိုဖြစ်နေပါပြီ။ဒါပေမဲ့ရွာကိုဖြတ်လာရင်မဲမဲအရေးကြီးတွေလှစ်ကနေလှစ်ကနေသွားနေတာကိုမြင်လိုက်ရတယ်ဗျ။ကျုပ်လည်းဥပဒါအနောက်ပဲကတ်လိုက်လာတာပေါ့။နောက်တော့ခြုံနေကရှဲကနေရှဲကနေနဲ့လူတို့တလူဖြစ်ကုန်တယ်။တိပေတိကိုင်းနေဆိုရင်လဲတပြန်းပြန်းနဲ့ပြုတ်ကျုပ်ကကြောက်တာကြောက်တာဗျဒီကောင်နေကိုတွေ့ရမလားဆိုပြီးတော့လိုက်ကြည့်နေတာဒါပေမဲ့ပပင်းမတွေ့ဘူးဗျဖြတ်ကနေဖြတ်ကနေပဲတွေ့ကြတာ ကြောက်မနေပါနဲ့ကွာဒီချိန်ကသူတို့အစာရှာထွက်တဲ့အချိန်ပဲသူတို့ကိုလိုက်ကြည့်ပြီးကြောက်မနေနဲ့ဖက်လေးရွာဟောင်းတော်ရန်ကိုဖြတ်ပြီးတော့အနောက်ဘက်တော်ရန်အစာကိုရောက်တာပေါ့ဒီချိန်မှာပဲအနောက်ဘက်တော်ရန်အချုံမင်းကြီးကတဝောဝောနဲ့လှုံနေတာဗျကျုပ်တို့အရှိကိုဆက်လျှောက်တော့အဲ့ဒီချုံမင်းကြီးကနေပြီးတော့အရေးမဲကြီးတွေကဝန်းကနေဝန်းကနေထလာပါရောအရေးကြီးတွေအခု20လောက်ရှိမယ်ထင်တယ်ဥပဒါကအရေးကြီးတွေအနာမှာရက်လိုက်တယ်အဲ့ဒီနေရာလေးကတော်ရန်နှစ်ခုအဆက်မြေနေရာပျောင်ပျောင်လေးပေါ့ကျုပ်ကလည်းတားလိုက်တယ် ဒီကောင်စီးတားထားတယ်ကွကျုပ်လဲငုံကြည့်ပြီးဟုတ်ရဲ့လားဗျာကျုပ်တော့ဘာမှမတွေ့ပါဘူးမြေကြီးကိုတည်တည်ချာချာကြည့်အလက်ကဥပဒါပြောလို့ကျုပ်လဲကုံပြီးကြည့်လိုက်တယ်လာရောင်ကြောင့်မြေကြီးကိုမထင်မရှားလေးမြင်နေရတယ်ကျုပ်လဲကြည့်နေရင်တူးဆန်းတာတခုတွေ့လိုက်ရတယ်အဲ့ဒါကတော့မြေကြီးပေါ်မှာတဲတဲကြောင်ဖြူထားတာပဲဗျဒီနေရာကရှိပီးသားမြေကြီးကကြောက်သားဆန်တဲ့မြေကြီးပြမြေကြီးကပြောင်နေပြီးတော့ကြောက်တုံးလေးတွေပဲရှိတာအဲ့ဒီမြေပေါ်မှာသဲဖြူထားတာအတိုင်းသားလေးပြ တေချာကြီးတော့မှအတန်းလိုက်ကိုဖြူထားတာကျုပ်လဲလက်နဲ့မကိုင်းချင်တာနဲ့ဒုတ်တချောင်းကောက်ပြီးတော့အဲ့ဒီသဲစီကိုထိုးကြည့်လိုက်တာပေါ့ကားဘိန်ပေါက်တယ်လို့ဝုံကနေအတန်ကြီးမြည်ပြီးတော့ကျုပ်လဲအနောက်ကိုလွှင့်ထွက်သွားတာပဲခြုံကြီးတစ်ခုပေါ်ပက်လက်လန်ပြီးကျသွားလို့သာအကြမနာတာဗျဥပတာကမုတ်ဆိုးထိုင်ထိုင်ကြပြီးတော့အဲ့ဒီနောက်မြေကြီးကိုသူ့လက်ဝါးနဲ့အုပ်တယ်ဗျပြီးတော့ဘာဒီရွမန်းမသိဘူးရွပြန်ရောဒီတခါရှူးရှူးရှဲရှဲအတန်တွေထွက်လာပြီးတော့မြေငလေးလှုပ်တယ်လို့မြေကြီးကတုံတုံသွားတယ် နောက်တော့ကြည်နေရင်အဲ့ဒီသဲမုံလေးတွေကသူ့အလိုလိုစုလာပြီးမြေကြီးပေါ်မှာရှက်ပြေးနေတာဗျမသိရပရွက်စိတ်တန်းသီးလိုမျိုးပေါ့ပြီးတော့ဥပသာရဲ့မြေကြီးကိုထိထားတဲ့လက်ကိုဝင်တိုးတော့တာပဲခဏတွင်မှစီးပြတ်သွားတယ်ဥပသာလက်မှာလည်းသဲတွေပုံနေတာပေါ့ဥပသာကမတည့်ရက်လိုက်ပြီးတော့အဲ့ဒီသဲပုံကိုဖနှောင်းနဲ့ပေါက်ထလိုက်တယ်ရပြီငါတို့သွားစုအလက်ကောင်ဒီကောင်ကစီးတွေပါးတွေချထားပြီးဆိုတော့တခုခုလှုပ်ဖို့ကြံနေတာပဲဖြစ်မယ် ကျောက်လည်းဥပသာအနောက်ကနေလိုက်ခဲ့တာပေါ့အနောက်ဘက်တော်ရန်လေးတဲ့ရောက်တော့လွမ်းစီဒီနဲ့တဲကလေးကိုမြင်နေရပြီဗျဒီချိန်မှာပဲတစ်ကိုင်းတစ်ကိုင်းနေကတဖြောင်းဖြောင်းအတန်မြီပြီးတော့တစ်ကိုင်းနေနေဆင်းလာတယ်အဲ့ဒီတစ်ကိုင်းနေပေါ်ကမဲမဲအကောင်ကြီးဆင်းလာပြီးထုတ်ထုတ်ရှိမှပိတ်ရတဲ့ဗျအကောင်20လောက်တော့ရှိမယ်ထင်တာပဲဥပသာကခါထောက်ပြီးတော့အဲ့ဒီတရေကြီးတွေကိုကြည့်ပြီးဟိတ်ကောင်နေမင်းတို့ဖယ်ရင်ဖယ်မဖယ်ရင်ငါအကြောင်းသိမယ်ဥပသာကျင်းလိုက်ပြီမဲ့အဲ့ဒီတရေကြီးတွေကမဖယ်ပါဘူးဗျာ မထုံတက်သေးနဲ့ဆက်ပြီးတော့ပိတ်ရက်နေသေးတာပြီးတာနဲ့အဲ့ဒီကောင်ကြီးတွေကကျုပ်တို့စီကိုခုံခုံပြီးတော့ပြန်ဝင်လာတာပဲဥပသာကလည်းအဲ့ဒီကောင်ကြီးတွေကိုလက်ညှိုးနဲ့ပိတ်ပိတ်ထိုးတာဗျဥပသာလက်ညှိုးနဲ့ထိုးခံလိုက်ရတာနဲ့အဲ့ဒီကောင်ကြီးတွေကအနောက်ကိုပေ20လောက်လွင့်ထွက်သွားတာပဲအထုပ်ကြီးတထုပ်လိုလွင့်လွင့်သွားပြီးတော့တစ်ပင်နေနေရတစ်ကိုင်းနေနေရချုံမုတ်တွေနဲ့ပြုတ်ကြနေပေါ့ဗျာနောက်တော့ဒီကောင်တွေဆက်ပြီးတက်မလာရဲတော့ဘူးဗျခက်ဝေးဝေးကတစ်ပင်နေနာမှာပုံပြီးကျုပ်တို့ကိုမျက်လုံးအပြူသားနဲ့ဝိုင်းကြည့်နေကြတာဗျာ တို့မျက်လုံးကကြောက်တိုးလောက်အရွယ်ဝိုင်းဝိုင်းလေးတွေနဲ့ပြီးတော့မျက်လုံးတွေကလည်းအယောင်တွေထွက်နေတာဆိုတော့သူတို့ရုပ်တွေကိုအတိုင်းသားမြင်နေရတာပေါ့ဥပဒါကကျုပ်ကိုလက်တို့ပြီးတော့လာဟိတဲထဲမှာမိခွက်အလင်းအောင်တွေ့တယ်ဒီကောင်ဘာတွေကြမ်းစီနေပြန်ပြီလဲမသိဘူးကျုပ်တို့လည်းထက်လက်မိုးထားတဲ့တဲကလေးစီပြေးလာခဲ့တာပေါ့တဲကလေးထဲမှာရေနံစီမိခွက်ထွန်းထားတော့လင်းနေတာပေါ့တဲချမ်းမြင်မှာဖြာကြီးခင်ပြီးတော့အဲ့ဒီဖြာကြီးရဲ့အပေါ်မှာရတိကြီးကတက်ထိုင်နေတယ်ဗျကျုပ်တို့ကိုမြင်တာနဲ့အတန်တကြီးနဲ့အော်ပြီးရီတော့တာပဲ ဟဲ့ကောင်မင်းမင်းဖိုးတူးမဟုတ်လားဥပဒါကရသေးကြီးကိုကြည့်ပြီးတော့ပြောတယ်ဗျရသေးကြီးကရီမောလိုက်တော့ခေါင်းငိမ့်ပြတယ်ဖိုးတူးမင်းဒီလိုမလုပ်သင့်ပါဘူးကွာပင်းလုံးရက်တွေကိုရက်တန်းအနေရက်လိုက်စမ်းပါဟာဟာဒီတခါတော့မင်းငေါ့ကိုမရှင်နိုင်တော့ပါဘူးဗတာယာရသေးကြီးကအဲ့လိုပြောပြတာနဲ့သူ့ဘေးနားမှာချထားတယ်တံမြောင်ကိုကောက်ယူလိုက်တယ်ပြီးတာနဲ့ဘာမပြောညာမပြောသူ့ပိုက်ကြီးကိုထိုးချလိုက်တာပဲဗျကြည့်နေတဲ့ကျုပ်တို့မှာဟာကနေဟင်ကနေဖြစ်သွားတယ် ဥပဒါကတဲပေါ်တို့လမ်းတက်ဖို့ခြေလမ်းလိုက်တယ်ဆိုရင်ပဲဟုံးကနဲ့အတန်ကြီးနဲ့အတူဥပဒါကြီးလွှင့်ထွက်သွားပါရောကျုပ်လည်းဥပဒါကိုပြေးဆွဲထူတာပေါ့ဥပဒါခါနာသွားပုံရတယ်ဗျခါကိုလက်တဖက်နဲ့ဖိပြီးတော့အမြန်ထားတယ်ဒီဒီကောင်တဲကိုစီးချထားတယ်ကွအဲ့ဒီအခါတဲပေါ်ကနေရတိကြီးကအော်ယူတယ်ဗျဟာဟာဘလို့လဲဘသာရဲ့ဖျားတီထားတဲ့အုံနီကဲမို့အရသာကောင်းရင်လားဒီဒီကောင်တိတ်ညံများတဲ့အကောင်ပဲကြည်စမ်းတဲပက်ပက်လေးကိုအုံနီကဲမို့နေဖြူးထားတာ ကျုပ်တေချာကြီးတော်မမြေနီနီတွေကိုအတန်းလိုက်ကြီးဖြူထားပြန်တယ်ဗျဒီကောင်ကနောက်ဆုံးဒုရွာကိုလာဖို့အကြံစီလောက်တာပဲလမ်းစီဒီနားမှာစကန်းချရဲဆိုတော့လက်စားတတ်တော့ဖျားတီထားတဲ့အုတ်ချိုးကိုလိုချင်လို့ကရတေဟိယသူ့ဘိုက်ကိုသူဓာတ်နဲ့ခွဲလိုက်တယ်ဗျဘိုက်ကြီးခွဲသွားတော့ဥရေးဆိုတာရှော့ကနေထွက်ကြပါယောရတေဟိယဥပဒါကိုကျင်းဒါပေါ့ကငါဒီလိုလာလို့တယ်ဆိုတာမင်းကိုလက်စားချေခြင်းလို့ပဲဗာတာရေအခုတော့မင်းကလက်စားချေနိုင်ပြီ ရတီရအဲ့လိုပြောပြီးတော့ဖြာဘောကအဝိစာတစ်ခုပေါ်မှာပုံထားတဲ့အရိုးတွေကိုလက်နဲ့တဆုပ်ကြီးယူပြီးတော့ပွင့်နေတဲ့သူ့ပိုက်ထဲကိုထိုးသိမ့်ထဲတာပဲ။ဥရီသွေးတွေဆိုတာကအလင်းလင်းနဲ့ပေါ့ဗျာ။ဘိုက်ပွင့်တာဆိုတော့တော်ယုံနဲ့မသေးဘူးထင်ပါရဲ့။ရတီရအရိုးပိုင်းစာတွေကိုလက်နဲ့ဆုပ်ဆုပ်ပြီးထဲတာ။အရိုးတွေကိုတော့တေချာဖြတ်တောက်ထားတဲ့ပုံပဲ။အရိုးတွေအားလုံးကအန်စာတုံးလေးတွေလောက်ပဲအရွယ်ရှိတယ်။သူ့ကောက်ထဲနေတဲ့အချိန်မှာပဲကျုပ်လည်းတဲဘော်ကိုခုန်တက်လိုက်တာပေါ့။ဖျားမကြီးကဥပဒါကြီးဖြတ်မရပါဘူး။ ကျုပ်ကတော့အလွယ်ပဲဖျက်လို့ရသွားတယ်ဗျ။ရသေးရအံ့ဩသွားပြီးတော့ကျုပ်ကိုငေးကြည့်နေတာပေါ့။တဲရအဖြစ်လေးဆောက်ထားတာဆိုတော့ကျုပ်တက်လိုက်တော့တိတ်ငန်နဲ့တုံသွားတာပေါ့။ကျုပ်လည်းလက်ထဲကဓာကြီးနဲ့ရသေးကြီးကိုခုံမဲဆိုပြီးပြေးအလာမှာတဲခေါမိုးကြီးပေါက်ထွက်ပြီးတော့အကောင်ကြီးတစ်ကောင်ကျလာတာပဲ။တကူလုံးအမွေးချမ်းကြီးနဲ့လူကြီးတစ်ယောက်ပြကျုပ်ရှေ့ရောက်တော့ကျုပ်လည်းကြောက်မနေတော့ပဲ။ဖြစ်ချင်ရဖြစ်ဆိုပြီးအဲ့ဒီကောင်ကြီးကိုဓာနဲ့လွှဲကုတ်ထည့်လိုက်တာပေါ့။အဲ့ဒီကောင်ကြီးကပြုံးစားကြီးကျုပ်ရှေ့ကနေပျောက်သွားပါရော။ ကျုပ်ရဲ့ဓာတ်ချက်လဲသူ့ကိုလွဲပြီးတော့တဲရဲ့ဝလုံးတိုင်ကိုထိသွားတာပေါ့အဲ့ဒီချိန်မှာကျုပ်နောက်ကနေအဲ့ဒီကောင်ကြီးကပေါ်လာတယ်ဗျသူ့လက်နှစ်ဖက်နဲ့ကျုပ်လက်မောင်းလေးကိုတိုင်ဖက်လိုက်တယ်ကျုပ်လဲအာကုံယုံပေမဲ့ဒီကောင်ကြီးကအာတန်တော့ယုံမရဘူးပေါ့ဗျာရတိရကျုပ်ကိုချင်းဟဲ့အဲ့ဒီကောင်လေးကိုချုပ်ထားစမ်းကွာတရေရကျုပ်ကိုအတင်းချုပ်ထားဗျကျုပ်လဲလက်ကလှုံမရတော့ခြေထောက်တွေနဲ့ကန်းဖနှောင်းနေနဲ့ရှောက်ပေါက်တော့အားလွန်ပြီးဒီကောင်ကြီးရောကျုပ်ရော အရှိကိုဟတ်ထိုးလဲကြတာပေါ့ ကျုပ်ကြသွားတာဖြာဆက်မှာဗျကျုပ်မှောက်ကုန်ကြီးလဲသွားတော့အဲ့ဒီကောင်ကြီးကကျုပ်ကိုအတင်းတက်ဖိထားတာဗျကျုပ်မှမလုံနိုင်ဘူးဗျလေးရလဲတော်တော်လေးတာပဲဆန်ရည်ကြီးသုံးလေးအိတ်ပြိနေတယ်လို့မျိုးကြီးဗျရသေးကြီးကဖြာပေါ်မှာကျန်နေတဲ့အယိုးတွေကိုခက်မြန်မြန်ကောက်ပြီးတော့သူ့ဘိုက်ထဲကိုထည့်တယ်ဗျပြီးတော့သူ့ကိုယ်ပေါ်ကတင်ငန်းစာကြီးကိုချွတ်လိုက်ပြီးတော့သူ့ဘိုက်ကိုသူ့တင်ငန်းစာနဲ့ပတ်တယ်အဲ့ဒီတော့မှရသေးကြီးရဲ့အရင်ဘက်တွေမှာအင်းနေဆွဲထားတာကိုတွေ့ရတော့တာပဲ ရသေးကြီးကမတက်ရလိုက်တယ်ဗျ။ဦးရီကတော့အခွေလိုက်ကြကြံနေခဲ့တာပဲ။ပြီးတော့သူ့ရင်ဘတ်တီကိုလမ်းထဲပုတ်ပြီးအင်းနေကိုနှိုးတယ်ဗျ။ခုနကတိမ်သားအနှဲငယ်ပဲရှိပြီးလာတာနေတဲ့ကောင်းငင်ကြီးကချက်ချင်းဆိုသလို တိမ်မဲကြီးတွေအုံဆိုင်လာတာဗျ။ပြီးတော့လျက်စီးတွေလက်ပြီးမိုးတွေလည်းချိန်လာတော့တာပဲ။ရသေးကြီးရဲ့ကိုဘောကအင်းနေကဖြူဖြူကြီးတွေလင်းလာတယ်။ပြီးတော့ရသေးကြီးရဲ့မျက်လုံးတွေကလည်းအဖြူအောင်အလင်းနှန်းတွေထွက်လာတယ်ဗျ။လီလီဆိုတာလဲတဝောဝောနဲ့တိုက်တာပဲ။တဲကလေးကိုမိုးထားတဲ့ထက်လက်တွေဆိုရင် ေတိုက်လို့အကုန်လွတ်ထွက်ကုန်တော့တခုထူးဆန်းလာက လေတွေကဘေးဘက်ကနေတိုက်တာမဟုတ်ဘူးဗျအပေါ်ကနေလည်းတိုက်တာမဟုတ်ဘူးတယောက်ကနေလေတွေထိုးထွက်လာပြီးတော့မြေကြီးယောက်ကနေမိုးပေါ်ကိုပြန်တိုက်နေတာမျိုးဗျရသေးကြီးဝတ်ထားတဲ့အသင်းမကြီးဆိုရင်လေတွေလှန်လို့ဘိုက်ကိုတက်ကန်နေတာဖင်ကြီးကလည်းပြောင်းလို့ပြုတ်နောက်တော့ရသေးကြီးကအတန်နဲ့ကြီးနဲ့အော်ကြီးပြီးတော့ဇက်ချိုးကြပြီးဒူးထောက်ရက်သားငုတ်တုတ်ကြီးထိုင်ကြသွားတယ်ခုနကတိုက်နေတဲ့လေတွေကတော့ရက်သွားတယ်ဒါပေမဲ့မိုးကောင်းငင်ကြီးကတော့အုံမိုင်းနေသေးပဲ။ လျှက်စည်းတွေတက်ပြန်းပြန်းလန့်နေပြီးတော့မိုးတွေတကြိမ်ကြိမ်နဲ့ချိန်နေစဲပေါ်ပြကျုပ်ပေါ်ဖိထားတဲ့အကောင်ကြီးကလည်းတဲပေါ်ကနေခုံချပြီးတော့ထွက်ပြေးဖို့လုပ်တယ်။ဒါပေမဲ့တဲအောင်မှာဖျားအုံနေမုံနဲ့စီးတားထားတာဆိုတော့ဒီကောင်ကြီးထွက်ပြေးမရပဲ။စီးဝိုင်းထဲမှာပတ်ပြေးနေတာပေါ့။ဘာတွေဖြစ်ကုန်တယ်လဲတော့ကျုပ်လည်းနားမလဲပါဘူး။ဥပဒါကျုပ်ကိုလှမ်းអော်တယ်။အလက်ကောင်ပြေးတော့ဒီကိုပြေးလာတော့ကျုပ်လည်းဥပဒါအော်တော့မှမတက်ကောက်ထားလိုက်တယ်။တဲရဲ့ဝလုံးတိုင်မှာစိုက်ဝင်နေတဲ့အဖေရဲ့ဓာတ်ကိုပြန်ချုပ်ရတယ်ဗျ။ ဓာတ်ကလည်းအေးဆိုကတ်နေပြီးချုပ်မရအောင်ဓာတ်နဲ့ဓာတ်ကိုလက်နှစ်ဖက်နဲ့တေချာကင်ပြီးတော့ဝလုံးတိုင်ကိုခြေထောက်နဲ့ကန်ပြီးချုပ်ရတာပေါ့ခြေထောက်နဲ့အာကုံယူလိုက်တော့မှဓာတ်ကိုချုပ်လို့ရတယ်ကျုပ်လည်းတဲပေါ်ကလှမ်းအစင်းမှာရသေးကြီးကိုနောက်ပြန်လှည့်ကြည့်လိုက်တော့ရသေးကြီးကခေါင်းကြီးပြန်ထောင်လာတယ်ဗျမျက်လုံးကြီးကလည်းအယောင်တွေလက်လို့ဗျကျုပ်လဲကြောက်ကြောက်နဲ့တဲပေါ်ကနေခုံဆင်းလိုက်တယ်ဆိုရင်ပဲဝုန်းကနေအတံမြီပြီးတော့တဲတစ်ခုလုံးကပောက်ကွဲထွက်သွားတာပဲမြေပေါ်ကိုရောက်တော့မှကျုပ်လဲဥပဒါအနာကိုတွားရက်လိုက်တော့တာ ဥပဒါနဲ့ကျုံနဲ့အံ့ဩပြီးတော့ငေးကြည့်နေတာပေါ့တော်ရန်နဲ့ရတစ်ပင်လေးဆိုရင်တပြန်းပြန်းနဲ့လှုပ်နေတာပဲပြီးတော့ခုနကကျုပ်တို့ကိုတိုက်ခိုက်တဲ့မင်းမဲအကောင်တရေကြီးတွေကတော်ရန်အပြင်ဘက်ကိုပြေးကြတာပဲဗျာလမ်းမှာတစ်ပင်လေးတစ်ကိုင်းနေခြုံပုတ်တင်နဲ့တိုက်မိပြီးတော့တရှဲရှဲတောင်မိကုန်တာဗျမကောင်းတော့ဘူးခေမကောင်းတော့ဘူးဒီတော့တွေကတရေတွေတော့အသက်လူပြီးပြေးကြတယ်ဆိုတော့မကောင်းတော့ဘူးဥပဒါပြောနေတော့ရှိသေးတယ်ဗျယသိကြီးကကျုပ်တို့အနာကိုခုံပြီးတော့ထွက်လာတာဗျ သူ့တကူလုံးကအသားတွေဆိုတာလဲမီးသွေးခဲကြီးလိုမဲနဲ့နေပြီးတော့မျက်လုံးကြီးနှလုံးကတော့ဖြူဖြူကြီးလင်းနေပါရောကိုမရေးဆွဲထားတဲ့အင်းနေရာလဲအဲ့လိုမျိုးအလင်းရောင်ကြီးလင်းနေသေးတယ်။မောင်မဲစာအဲ့ဒါမောင်မဲစာဖြစ်သွားပြီကွာ။မောင်မဲစာကြီးကကျုပ်တို့ကိုလက်ညှိုးထိုးလိုက်တော့ရှဲကနဲ့အတန်းနေမိပြီးတော့သူ့လက်ညှိုးထိတ်ကနေ အမွေးတိုင်းမီးချင်းစေးမီလိုမီးစာတွေအများကြီးထွက်လာတယ်။ဥပဒါကဟိတ်ကောင်ကြီးအဲ့ဒါမီးဆက်တွေလွှတ်လိုက်တာကွာပြေးဟကျုံနဲ့ဥပဒါလဲလှည့်ပြေးတော့တာပဲမီးဆက်တွေကပြန်လာမြန်နေ။ ဥပသာကအနောက်ကိုလှည့်ပြီးတော့တဝါနဲ့တားပြီးပုတ်ထုတ်လိုက်တော့အဲ့ဒီမိဘွားလေးတွေကကျုပ်တို့ကိုမထီပဲနဲ့ဘေးကိုလွင့်ထွက်သွားတယ်ဗျ။ဘေးကတစ်ပင်နေမြေကြီးတွေကိုတီတာနဲ့တဝုံဝုံနဲ့ပောက်ခွဲတော့တာပဲ။ပောက်ခွဲတဲ့အတန်ကတော့တိတ်မကျဲပေမဲ့မိတောက်ကြီးတွေကဟုန်ငနေဟုန်ငနေတောက်ပြီးတော့အနားမှာရှိတဲ့ခြုံမင်းတွေတစ်ပင်တွေကိုဆွဲလောင်ပါရော။ကျုပ်လည်းဥပသာအနောက်မှာရှက်နေလိုက်တယ်။ဥပသာကမိုးပေါ်ကိုလက်ညှိုးထိုးပြီးတော့တခခုကိုရွှတ်လိုက်တာနဲ့အုပ်မိုင်းနေတဲ့မိုးတိမ်တောင်တွေကမိုးစက်တွေကျလာတယ်။ဟိတ်ကောင်ဘာသာ ဒီတခါတော့မင်းကိုငားနိုင်ပြီငါအနှစ်နှစ်အလားလားစူးစောင်းထားခဲ့တဲ့စိုးမျိုးတရားရဲ့အစွမ်းတွေကိုငါအကုန်ရထားပြီကွာဟာဟာဟာကျုပ်လဲဟဲဟဲပက်ပက်ရီမောလိုက်တော့ ဥပဒါဘေးနာကိုထွက်လာခဲ့တာပေါ့မောင်မဲစာနဲ့ဥပဒါကကျုပ်ကိုနားမလဲတယ်လို့နဲ့ကြည်နေကြတယ်ကျုပ်ကကျုပ်လက်ထဲကအန်စာတော့အရွယ်လောက်ရှိတဲ့ဖြူဖြူအတုံးလေးကိုပြလိုက်တယ်ကဲကြည်စမ်းပါအောင်မောင်မဲစာရခမားပြောတော့စိုးမျိုးတရားဆိုပဲမောင်မဲစာအတော်အံ့ဩသွားတယ်ဗျနောက်တော့ကျုပ်ကိုလက်ညှိုးထိုးပြီး မင်းမင်းအဲ့ဒါကိုဘယ်ရရအလဲဘယ်ရရအမလဲဗျခမရရဲ့တရေကြီးကချုပ်ကိုချုပ်တော့ချုပ်လဲရုံရင်ကန်ရင်နဲ့ဖျားဆက်ကိုကြားတယ်မဟုတ်လားအဲ့ဒီမှာဖျားဆန်နာကအယိုးတုံးတုံးတွေ့တာနဲ့ချုပ်လဲအဲ့ဒီအယိုးတုံးကိုပါဇက်တဲထည့်ပြီးငုံထားလိုက်တာပဲမင်းမင်းကိုငါတတ်မယ်မောင်မဲစာလက်ညိုးထိတ်မှအစိမ်းရောက်အလင်းတွေလင်းသွားတယ်ဗျဘာမှတော့မမြင်ရပေမဲ့တခုခုကအခွေးကနေပြန်လာတဲ့အတန်ကြီးကြားတယ်ဥပဒါကကျုပ်ရှေ့မှာပိတ်ရက်လိုက်ပြီးတော့အဲ့ဒီပြန်လာတဲ့အရာကိုလက်ပြန်ပုတ်ထုတ်တာပဲ။ အဲ့ဒီအရာကျုပ်တို့ဘေးနခက်လန်းလန်းကြပြီးတော့ဘုံကနေအတန်ကြီးနဲ့ဖြောက်အိုးပေါက်တယ်လို့ထကွဲတာပဲဥပဒါကျုပ်ကိုလှဲမကြည့်ပဲမင်းတော်တဲ့အလက်ကဒီတခါတော့မင်းုံကချီကျူးသွားပြီမောင်မဲစာကြီးကအဆုံးမျိုးတရားပြေးမှရပါမယ်အခုတော့တရားမပြေးတော့ဘူးကဒီတော့မောင်မဲစာအစီရင်မအောင်ဘူးဆိုပါတော့ဒါဆိုအစီရင်မအောင်ရင်ဘာဖြစ်မလဲဥပဒါဒါကတော့လောက်တဲ့လူအတိဆုံးဖြစ်မှာပေါ့ကမောင်မဲစာကကျုပ်တို့ကိုလက်ညှိုးပြီးအတန်တန်ထိုးတယ်ဗျဒါပေမဲ့သူ့လက်ညှိုးထိတ်ကဘာမှတွတ်မလာတော့ဘူး ။သူလည်းသူ့ကိုသူမယုံနိုင်ပဲကြည်နေတယ်ဗျ။မဖြစ်ဘူး။ဒါမဖြစ်နိုင်ဘူး။အဲ့ဒါဟိုကောင်လေးကြောင့်မင်းကငါတတ်မယ်။မောင်မဲစာအချိန်မောင်းနေသေးတယ်ဗျ။ဥပဒါခါထောက်လိုက်ပြီးတော့ဖို့တူမင်းကငါတနာလို့မတတ်လိုက်တာနော်။အဲ့ဒီတည်းကမင်းကဒီပညာတွေကိုစွန့်လွတ်ပြီးတော့အေးအေးဆေးဆေးနေသွားရမှာ။ဥပဒါပြောပုံအရာဆိုသူတို့နှစ်ယောက်ကအရင်ကတခုခုဖြစ်ခဲ့တဲ့ပုံပဲဗျ။မောင်မဲစာမျက်နှာမဲကြီးနဲ့ငိုပါရောဗျ။မဟုတ်ဘူးပါတာမဟုတ်ဘူး။မင်းက အနိုင်ယူပြမယ်။ ိို့ငါကျင်းသေးပေါ့အနိုင်ယူပြမယ်ကွဥပဒါတက်ပြင်းချလိုက်ပြီးတော့ဒီဘွားမှာတော့မဖြစ်နိုင်တော့ပါဘူးတငယ်ချင်းရအဲ့ဒီချိန်မှာပဲမိုးတွေတကြိမ်ကြိမ်နဲ့ထစ်ကြုံလာတယ်ဗျမောင်မဲစာကြီးကဥပဒါစီပြေးလာတယ်ဒါပေမဲ့ကျုပ်တို့နားကိုမရောက်လိုက်ပါဘူးမိုးဘော်ကနေကျင်းနီအောင်မီလုံကြီးကပြုတ်ကျလာပြီးတော့မောင်မဲစာငယ်တိတ်ကိုတက်တက်မှန်သွားပြီးတော့မောင်မဲစာကြီးကတုံလုံးကြီးလဲသွားတာပဲပြီးတော့မှအချိန်ကနေအတန်ကြီးကိုကျုပ်တို့ကြားလိုက်ရတယ်မီလုံကြီးပြန်လာမြန်လိုက်တာဗျာ နောက်မှဥပဒါကအဲ့ဒါမိုးချိုးဖြစ်တာတဲ့ကျုပ်လည်းအဲ့ဒီတခါပဲမိုးချိုးဖြစ်တာကိုအနီးကပ်မြင်ဘူးတာဗျလဲကျသွားတဲ့မောင်မဲစာမြေကြီးနဲ့ထိပြီးတော့မိသွေးကဲအချောက်တွေလိုတစားစီကွဲသွားတာပဲခြံနဲ့အပိုင်းစားတွေကတော့မိခိုးတွေတူအူနဲ့ထွက်နေတာပေါ့ဥပဒါကတက်ပြင်းချပြီးတော့မောင်မဲစာကိုကြည့်တယ်ဖိုးတူးတယောက်အခုတော့မိတူးသွားပြီပေါ့ကွာအဲ့လိုပြောပြီးလှဲထွက်သွားတာပဲခုနတပေါက်ပေါက်နဲ့ကြာနေတဲ့မိုးရေစက်တွေကတဖြည်းဖြည်းစိတ်လာပြီးတော့ မကြခင်မိုးရွာချတာပဲမောင်မဲစာရဲ့မီးဆက်လန်းတဲ့ထီလို့မီးလောင်နေတဲ့တစ်ပင်ခြုံပင်တွေကမိုးရီတွေနဲ့ထိတွေ့ပြီးတော့မီးငိမ့်သွားတာပေါ့ကျုပ်လည်းကြာကြာမနေရတာနဲ့ဥပသာအနောက်ကိုလိုက်လာခဲ့တယ်။ကျုပ်တို့အလာတော့ကတွေးခဲ့တဲ့တရေတွေဆိုရင်အခုတော့ကြက်ပြောင်းငပြောက်ပဲဗျ။ရေရင်းနှောင်းကိုရောက်တော့ဥပသာကလက်ဝါးဖြန့်နေဗျ။ကျုပ်လည်းသူ့ဘာကိုတောင်းတယ်လဲဆိုတာသိပြီးသားပါ။ကျုပ်လက်ထဲကအယိုးပိုင်းလေးကိုဥပသာကြီးကြီးလှမ်းပေးလိုက်တယ်။ဥပသာကြီးကြီးလှမ်းပေးလိုက်တယ်။ ဥပသာကအယိုးပိုင်းကလေးကိုလှမ်းယူပြီးတော့ရေရင်းဟောင်းကြီးတွေကိုပြစ်ထည့်လိုက်တော့တာပဲချိုးတိုးရွာကိုလှမ်းကြည့်လိုက်တော့ရွာကလူတွေကစူညံစူညံဖြစ်နေကြတယ်။ဘာတွေဖြစ်နေမှန်းမသိပေမဲ့မိုးတွေလေးတွေကြားထဲမှာမိအောင်တွေကိုမြင်နေရတယ်။ဥပသာကချုပ်ကိုလှည့်ပြီးတော့ချုံမျက်နှာကိုသူ့လက်ဝါးနဲ့အသားလေးတတ်လိုက်တဲ့ဆိုရင်ပဲချုပ်ခေါင်းတွေလေးလာပြီးတော့လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတာပဲ။ဟဲ့အကောင်နေရဒီမှာလာအိတ်နေတယ်။ဖျံငင်းနဲ့အတန်နဲ့အတူချုပ်ဆက်ဖို့လဲစစ်ကနေနာကျင်သွားတာနဲ့ချုပ်လဲလန့်နိုးသွားတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့အမေကိုတွေ့လိုက်တာပဲအမေကကျုပ်ကိုကြည့်ရင်ဒေါသထွက်နေပုံရတယ်။ညကနေပြောင်းလို့ဆိုပြီးငါတို့မှရှာလိုက်ရတာ။လက်စားသက်တော့နေကဒီမှာနေမိမနဲ့လာအိတ်နေတာပဲ။ကျုပ်ဘေးဘီကိုကြည့်လိုက်တော့ကျုပ်တို့အိမ်နောက်ကနွားတင်ကုတ်ထဲရှောင်းနေတာဗျ။အမေကကျုပ်နေရွက်ကိုဆွဲလှန်ပြီးထသွားတော့ကျုပ်လည်းသူ့နောက်ကနေလိုက်ခဲ့ရတာပေါ့။အမေလက်ကလည်းတော်တော်တန်တာဗျ။ကျုပ်နားကိုဆွဲပြီးလိန်ထားတာဆိုရင်ကျုပ်ယုံနာတော့မှယုံမရဘူးဗျ။ အေးရှိမှာရေနွေးထိုင်တောင်းနေတဲ့အဖေကကျုပ်ကိုအံ့ဩတကြီးနဲ့ကြည့်တယ်ဗျ။ဟိတ်ကောင်ငါတို့ကမင်းညာကြီးမင်းကြီးဘယ်ပြောက်သွားသလဲဆိုပြီးရှာနေတာကွ။ဟိုဟိုလေးဘာမှပြောမနေနဲ့။တော့သားနွားတိကုတ်ထဲမှာနွားမတွေနဲ့သွားအိတ်နေတာ။တဲဒီကောင်တော့နာတော့မယ်။မင်းကဘာဖြစ်လို့နွားတိကုတ်ထဲမှာသွားအိတ်နေတာရောကွ။ကျုပ်လည်းဘာပြောရမှန်းမသိတော့ဘူးဗျ။ပြောရင်လည်းသူတို့ယုံမှာမဟုတ်ဘူး။ဒါနဲ့ပဲထုံးစံအတိုင်းမချီသွားပြဲလေးလောက်ပြီးတော့ဟိုဟိုအရန်အိတ်ချင်လာတာနဲ့အိတ်ပြော်သွားတာပါ။ ချုပ်ပြောတော့အဖေကချုပ်ကိုထူးဆန်းတယ်လို့ကြည်တယ်။အဖေအကြီးကချုပ်ကိုယူများနေသလားဆိုတဲ့အကြီးနဲ့ကြည်တာပါ။ဒီချိန်မှာပဲအမေရဲ့လက်သီးတွေကချုပ်ကြောကုန်းကိုကြာလာတယ်ဗျ။အဲ့ချင်းအိမ်မော်တက်အိပ်ပေါ်ဟဲ့။နွားတင်ကုန်းနဲ့အိမ်ထဲကဘလောက်ဝေးတာမှလို့ဒီကောင်လေးကတော့ယူကြောင်မူကြောင်နဲ့။ချုပ်လည်းအမေလက်သီးချက်တွေကလွတ်အောင်လို့အိမ်မော်ကိုပြေတပ်ဖို့လုပ်တော့လေကားအတက်စင်းမှာအကိုကြီးနဲ့စုံတယ်ဗျ။အကိုကြီးကချုပ်ကိုအံအားတကြီးနဲ့ကြည့်ရင်အလက်ကောင်မင်းညကဘဲထွက်သွားတာလေကွ။အမေကခါထောင်ရင် ပြောကိုမပြောချင်တော့ပါဘူးအေး။နေ့ညီငါကြောင်ကနွားတိတ်ကုတ်ထဲမှာတော့အိတ်နေတာတော့အကိုကြီးကကျုပ်ကိုအထူးဆန်းနဲ့ကြည့်ပြီးခေါင်းခါတယ်။မဟုတ်ပါဘူးအမေရ။ညကကျုပ်နွားတိတ်ကုတ်ထဲဝင်ရှာတော့သူ့ကိုမတွေ့ပါဘူး။အမေကအကိုကြီးကိုမျက်စောင်းထိုးပြီးတော့အမလေးနင်တို့ညီကိုတွေအကုန်တူတူပဲ။အလုပ်တစ်ခုခုလုပ်မယ်ဆိုရင်ဘယ်တော့မှတည်တည်ကြကြမလုပ်ဘူး။ယူချောင်မူချောင်နဲ့ဘသူစီကဗီဇတွေပါလာတယ်လည်းမသိပါဘူးတော့။အမေကပြောဆိုရင်အဖေကိုတစ်ချက်ကြည့်လိုက်တော့ အဖေကအမေကိုမျက်နှာလွှဲလိုက်ပြီးရေနွေးပူတစ်ခွက်ကိုတပူပူမှုတ်တောက်နေတာပေါ့အဲ့ဒါနဲ့ပဲဒီအမူကဒီမှာပဲအဆုံးသက်သွားတာပေါ့မဆုံးလို့လည်းမရဘူးလေအခုတောင်မြားဦးကအဖေပဲလှည့်လာပြီးမဟုတ်လားချုပ်တို့လည်းလဲဆင်းလာတော့ဥပဒါကြီးကိုတွေ့တယ်ဥပဒါကအနှွေးတယ်ကြီးနဲ့ပြလူကလည်းမှိုင်းလို့ဥပဒါကြီးနေမကောင်းလားအေးကွငါဖျားနေတယ်ညမိုးမီးလို့နေမှာပေါ့ဗျကျုပ်လည်းပါဇက်ကလက်ကနဲ့ထွက်သွားတယ်ဥပဒါကကျုပ်ကိုမျက်ရည်မျက်ခြေပြတယ် ဘီနာမှာလည်းအငယ်ကောင်တို့အငယ်မားတို့ကရှိတယ်မဟုတ်လားကံကောင်းတာသူတို့လည်းသူတို့အလုံးနဲ့သူဆိုတော့ကျုပ်တို့ပြောနေတာကိုမကြားလိုက်ဘူးကျုပ်လည်းဥပဒါအနာကိုကတ်လိုက်တယ်ဖိုးတူးဆိုတာဘယ်သူလဲဥပဒါဥပဒါကအနာတစ်ချက်ခြေလိုက်သေးတယ်ပြီးတော့အနာရည်တွေကိုသူ့ပခုံးပေါ်တင်ထားတဲ့တပတ်ပိုင်းကြီးနဲ့ရှုပ်ကနေဆွဲထုတ်လိုက်တယ်ဗျပြီးတော့မှဖိုးတူးဆိုတာငါ့အမေရှိစဉ်တုန်းကငါတို့အိမ်မှာလာနေတဲ့လူတစ်ယောက်ပေါ့ကွာငါ့ထက်၃လေးနှစ်လောက်ငယ်မယ်ထင်တယ်သူကအမေစီမှာပညာလာတင်တာကွာ ဒါပေမဲ့ပညာတတ်တော့တိတ်ပြီးရမ်းကားတာပဲလူတယောက်ကိုကြည့်မရဘူးဆိုတာနဲ့နှိမ့်ဆက်ငင်းမမို့ဝင်မလေးတဲ့သူအဲ့ဒီမှာသူညှင်းထားတဲ့လူကတနာလို့ကုပေးလိုက်တော့သူနဲ့ငါရန်သူဖြစ်သွားတာပေါ့ကွာဒါနဲ့ရွာအဆုံးနေရှိမှာတရားဝင်ပညာပြိုင်တာပေါ့ကွာရှုံးတဲ့သူကိုတက်ကြီးဆိုပြီးပြိုင်တာကွာဖိုးတူကသူနိုင်မယ်ထင်ပေမဲ့ငါအမေကငါ့ကိုအဆောင်နေထည့်ပေးထားတာဆိုတော့တကယ်လေးပြိုင်ရောဖိုးတူငါ့ကိုရှုံးတာပဲရှုံးတဲ့လူကိုတက်ရမယ်ဆိုပေမဲ့ဖိုးတူကိုငါမတက်ရပါဘူးကွာ ဒါနဲ့ပဲငါ့အမေကသူ့ပညာတွေအကုန်ပြန်နှုတ်လိုက်ပြီးသူ့ကိုလွတ်ပေးလိုက်တာပေါ့။အော်ဒါကြောင့်ဦးဒါဟုတ်မကျေနပ်တဲ့ဖိုးတူကငါ့ကိုရန်ညှိုးဖွဲ့နေတာပဲ။စုံးပညာတွေမတက်တော့ဘူးဆိုတော့အောင်လန်းလိုက်ပဲကူးသွားတယ်ထင်တာပဲ။အောင်လန်းဆိုတာပညာထက်အစီရင်တွေကိုအားကိုးရတာမဟုတ်လား။အခုလဲစုံမျိုးတရားမောင်မဲစာ အစီရင်ကိုလုပ်ပြီးသူကစုံးပြန်ဖြစ်ခြင်းတဲ့သဘောပဲကွ။ကျုံနားလဲပါဥပဒါဒါကြောင့်ဒီလူကြီးကရွာကိုလည်းမကျေနပ်တာ ው ဗျကျုပ်တို့ခြေတလန်းဥသွားလို့ဒါပဲ နည်းနည်းသာနောက်ကျလို့အဲ့ဒီဖိုးတူးသာမောင်မဲစာအစစ်ဖြစ်သွားရင်ထို့ထို့ရွာတော့မတွေးရဲစရာပဲဥပဒါကခေါင်းငိတ်နေပြဖြားနေတာဆိုတော့သူကြည့်ရတာမလန်းပါဘူးဗျာဒါနဲ့ကျုပ်လည်းဆေးစရာကြီးစီရဝယ်ထားတဲ့ဆေးနီမုံလေးသူ့ကိုပေးလိုက်တာပေါ့ဥပဒါကလည်းကျုပ်ကိုကျေးဇူးတင်နေပေါ့ဗျာလေထဲစင်းရင်အခုလိုဆေးနီမုံလေးသွေးစေးတွေဆောင်သွားရတယ်ဗျလေထဲမှာတခုခု ထိခိုက်ပြက်ရှာဖြစ်အဲ့ဒီဆေးနီမုံကိုတိတ်ထားရင်၃လရက်မကြာပဲပြောက်တယ်ဗျကျုပ်ကိုကျေးဇူးမတင်တဲ့ဥပဒါရ ကျေးဇူးတင်ခြင်းဆေးစရာကြီးဥမတ်ကြီးကိုကျေးဇူးတင်စားမှာဥပဒါပြုံးနေဗျအေးပေါ့ကွာမှတ်ကြီးကဈေးကူမတော်ပေမဲ့ဈေးပေါ်တာတော့ပိုင်နေမဟုတ်လားကွဟာဟာတို့တို့ရည်တန်းနေရလေကွင်းနေတဲ့ပြန်လွင်သွားတာပေါ့အနောက်တောင်ရက်ကတက်လာတဲ့မိုးသားတင်လေးတရားလဲရွာဖို့တားဆူနေပြီပေါ့ဗျာပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် Hey yo, crack it! Hey, yo.